တနင်္လာရီတိုင်းတဝဲမြို့နယ်မောင်မဲရှောင်ကျေးရွာဟာလီခွေစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးနဲ့တပ်သားတဦးတေဆုံခဲ့ပြီးစစ်ကြောဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဒုရကစစ်ကြောင်ထံကနေသိရပါဗျ။အင်အား30ဝန်းကျင်နဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ဟာလီခွေတပ်စခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းဖွဲ့တွေကဧပြီလ26ရက်နေ့မနက်6နာရီအချိန်ခန့်မှာစတင်တိုက်ခတ်ခဲ့ပြီးညနေ9နာရီခွဲအချိန်ခန့်မှာစခန်းတစ်ခုလုံးကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တာပါ။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်မနက်6နာရီကနေညနေ9နာရီအချိန်ခန့်အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးနဲ့တပ်သားတဦးသေဆုံးခဲ့ကစခန်းကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်စခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဘက်က16ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့လက်နက်ခဲယံအများပြားသိမ်းဆီးရမိခဲ့တယ်လို့ရေဗျူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကတင်လွှင့်ထားမှုပြောပါရတယ်။ နှစ်ဖက်တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်ကရဲဘော်တအူမစိုးရိမ်ရဒဏ်ရာရရှိခဲ့သလိုမောင်မဲရှောင်းကျေးရွာဟာလီခွေစခန်းကြီးမှာတက်ဆွဲထားတဲ့စခန်းတွေကလည်းတနေ့လုံးနှီးပါလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့သလိုလေကြောင်းကလည်းနှစ်ကြိမ်ထံမှနေဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲတွင်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဇဟာကျေးရွာအတွင်အကြရောက်ပေါက်ကွဲခဲ့ပြီးအရသာစနီးမောင်နှံတို့ဦးတေဆုံးခဲ့ရကယဟန်းနှပါလဲဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ဟာလီဂရိတ်တက်စကန်ဟာပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းမှာရေးတဝဲကားလမ်းမပေါ်ရှိရေးဖြူတဝဲအပိုင်းမှာထပ်မံတိုးချဲ့ကဘန်ဂါရီနဲ့အခိုင်အမာတိစောက်ထားတဲ့တက်စကန်တစ်ခုဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတဝဲမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ရဲ့ဦးဆောင်မှုနဲ့ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF KNU တပ်မဟာလီတပ်ရင်းစနစ်တပ်ခွဲက OOS စစ်ကြောင်းတဝဲ Gorilla Revolutionary Force DGRF The Way People Liberation Force TPLF ဒေါနာတက်ခွဲခွနဲ့ Sky Ghost Drone Force ဖက်ဒရယ်ဒူဝန်ကျဲတပ်ဖွဲ့နဲ့အရှေ့တောပြည်သူကာကွယ်ရေးအင်အားစုအဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကလည်းဒဝယ်မြို့နယ်အရှေ့တောဒေသထီခီဒေသထဲမှာရှိတဲ့စစ်ကောင်စီရဲ့ထီထဖြူဟာစခန်းကိုကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့တော်လန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။